စ်သက်ရဲ့တောင်ဆိုချက်များဒီနေ့ပြောင်းလဲတွေကအယမ်းကိုလျင်မြန်နေပါတယ်ခရီးစည်းရဲမှာအောင်မြင်ခြင်းလို့ကုခတ်ရုံးကန်နေသူတွေလည်းအများကြီးရှိနေပါတယ်နေပညာခင်ကြီးရဲမှာရှေးရိုးဆွဲအယူဆတွေဟာအလုံးမဖြစ်တော့ပါဘူးခစ်သက်ကဘလို့လိုအပ်ချက်အစ်တွေကိုတောင်ဆိုနေတယ်လဲကြိုတာတစ်ချက်ကြည့်ရအောင်ပါပံမိုးပေးတဲ့ပတ်ဝန်းကျင်နေကလူတွေကိုဘီကိတ်အကြောင်းသွားပြောမယ်ဆိုတော့သူကဘလို့စူးစမ်းတာ ပညာမလို့ထူးကျွနာအခုဆိုရင်သူ့ရဲ့ပိုင်ဆိုင်မှုတွေဟာဘလောက်တောင်ဖြစ်နေပြီသူ့လိုဖြစ်ချင်ရင်သူ့လိုစူးစမ်းကြဆိုပြီးဥပမာပေးပြောတတ်ကြပါရဲ့ဒါဟာလက်တွေ့ကြပါရဲ့လားလူတရားအောင်မြင်မှုဆိုရမှာပတ်ဝန်းကျင်ကလည်းအရေးပါပါတယ်လူငယ်တွေအနေနဲ့ပတ်ဝန်းကျင်ကောင်းကိုရှာနိုင်မှုလိုပါတယ်ကိုယ့်နေရာကိုယ့်ဒေသမှာပုံမှန်ဝင်ငွေရတဲ့အလုပ်လေးနဲ့မိန်မောမနေကြပဲနဲ့ကော်ဖော့စုံတွေကနေထွက်ခဲ့ကြဖို့လိုပါမယ် digital literacy ဖုံးပေကုန်ခံမဲ့စာ စာအုပ်ဝယ်ဖတ်လိုက်တာကပိုအကျိုးရှိမယ်လို့ပြောကြပါတယ်။ Facebook ပဲဖွင့်ပြီးအရေးမပါတာတွေလုပ်နေမယ်ချက်တင်ထိုင်နေမယ်ဆိုရင်တော့တမျိုးပေါ့။အဲ့ဒီအတွေးခေါ်ဟောင်းကြီးကိုဝဲပြစ်လိုက်ပါတော့ခမားနေနေတာ2000ခုနှစ်မဟုတ်တော့ပါဘူးနေပညာခေရောက်နေပါပြီအခုခေတ်မှာဖုံးကိုအသုံးပြုပြီးလေးလာလို့ရတာတွေချိတ်ဆက်လို့ရတာတွေအများကြီးရှိလာပါပြီဒါကြောင့် ဖုံးမဲပို့မနေနဲ့ဆိုပြီးတရသေးသားဖို့ခတ်လာပါတယ်။ဒီနေ့ခေတ်မှာနေပညာတက်တွမ်းမှုကမရှိမဖြစ်အရေးပါလာပါပြီ။အရင်လိုစာအုပ်ကြီးပဲထိုင်ဖက်နေလို့ရတော့တဲ့ခေတ်မဟုတ်ပါဘူး။ကမ္ဘာကြီးမှာရှိတဲ့အကန့်အသတ်တွေအားလုံးကိုအင်တာနက်ကခြုံပြစ်လိုက်ပါတယ်။ဘယ်သူမှမစိုးချိတ်ဆက်လို့ရပြီ။ဘယ်ပညာမစိုးသင်ကြားလို့ရပြီ။ဒီဘက်ခေတ်မှာအင်တာနက်ကောင်းကောင်းမသုံးတတ်ဘူး။သုံးမနေဘူးဆိုရင်တော့ကိုယ့်အတွက်ကတော့ဒီအကန့်အသတ်တွေဟာရှိနေုံမှာပဲဖြစ်ပါတယ်။ဆိုင်နဲ့စာပဲဖတ်ပါ စာဆောင်ဖတ်ပါဆိုပေမဲ့လက်တွေ့မှာသုံးချဖို့တော့ခက်ပါတယ်။ဒီလောက်များပြားလာတဲ့စာအုပ်တွေကြားထဲမှာဘလို့လို့အကုန်လိုက်ဖတ်မလဲ။ကိုယ်အလုံးနဲ့ဆိုင်တာကိုယ်ရည်မှန်းချက်အတွက်အထောက်ပံ့ဖြစ်မဲ့စာကိုပဲဦးစားပေးဖတ်ပြီးတော့အီးကျူမြင့်မှုရာသစာပေမများဖတ်ဒီလောက်ဆိုလုံလောက်ပါတယ်။စာဘလောက်ဖတ်ထားလဲဆိုတာအတွက်ဖတ်ထားတဲ့စာတွေကိုဘလို့အသုံးပြန်ချပြီးတော့ဘလောက်အသုံးပြန်လဲပတ်ချနေပြီဆိုတာက ပို့ပြီးတော့အရေးကြီးပါတယ်။ Razor Orientan H ဒီနေ့ခရဲ့အပြောင်းလဲတရပါမနေ့ကမင်းဘာလုပ်ခဲ့တယ်ဆိုတာကိုဘယ်သူမှစိတ်မဝင်စားရပါဘူးဒီနေ့မင်းဘလောက်တုံးနိုင်တယ်လဲဆိုတာကိုပဲကြည့်ကြပါရစေအရင်ရခဲ့တဲ့စုတစိမ့်တွေထွက်အခုလက်ရှိကပဲကိုယ်အတွက်အမခံချက်ပေးနိုင်ပါလိမ့်မယ် Human scale အောင်မြင်ခြင်းအလုပ်ကျိုးစားပါအလုပ်မှာထူးကျွန်အောင် လုပ်ပါလို့ပြောကြပါရစေမှန်ပါတယ်ဒီခေတ်မှာ ကိုယ့်အလုပ်ကို အောင်မြင်ရင်ရပြီလား scale သုံးမျိုးရှိပါတယ် tactical scale အလုံးနဲ့ပတ်သက်တဲ့အရေးတွေပါပစင်ထပ်တဲ့ human scale လူတွေကိုစီရင်တာလှုံ့ဆော်တာဥစားမှုပေးတာပူပေါင်းဆောင်ရွက်တာဒါတွေကိုလောက်တက်ဖို့လိုလာပါတယ်နောက်ဆုံးက conceptual scale ဆုံးဖြတ်ချက်ချပေးရတဲ့ရာထူးအဆင့်မျိုးတွေရှိရမယ့်အရေးသွေးမျိုးဖြစ်ပါတယ်လူငယ်အများစုဟာ technical scale ရှိကြတယ်ဒါပေမဲ့ human scale မရှိဘူးဆိုရင်တော့ managerial role ကိုရဖို့ခက်ပါလိမ့်မယ် အလုတ်ကြီးစူးစမ်းနေပဲ human scale တက်ဖို့ကိုလည်းစူးစမ်းကြရပါမယ်။ကိုကိုကိုရင်းနှီးမြှုပ်နှံမှာရရပတ်စံတွေ7ဘုံတဘုံကိုစုထားပါလို့ပြောတတ်ကြပါတယ်။ဒါကမိသားစုအခြေအနေနဲ့တော့ဆိုင်ပါပါ။အကယ်၍များကိုကကိုရှာရာကိုသုံးခွင့်ရှိရဆိုရင်တော့အဲ့ဒီစင်မြင်ကို လိုက်နာစရာမလိုပါဘူး။ဘာလို့ဆိုတာငွေတော့မှငွေနောက်မလိုက်ပါနဲ့။အတွေ့အကြုံနဲ့ပညာနောက်ကိုသာလိုက်ပါ။လုံတဲ့ဖွဲ့စည်းက လစာနေရင်တော့ခေါင်းဆောင်ကလေးစားစရာကောင်းမယ်။တင်ယူစရာတွေရှိတယ်။အတွေ့အကြုံကောင်းကောင်းရမယ်ဆိုရင်တော့လှုပ်တာလှုပ်လိုက်ပါ။ရတဲ့ငွေကိုမစုပါနဲ့။တင်နှန်းတွေအတွက်ပါစောင်းတွေဝယ်ဖတ်ပါ။ပြောင်းလဲပြင်လွယ်ဖြစ်ဖို့ကြီးတဲ့ငါထက်မြန်တဲ့ငါဖြစ်ဖို့ပဲလိုပါတယ်လို့ဒီခေတ်မှာပြောလာကြပါပြီ။ခေတ်ကဘာဖြစ်လာနိုင်တယ်လို့တော့ကြိုတင်မှန်းဆပြီးမြဲမြဲဆန်းဆန်းပြောင်းလဲနိုင်တဲ့သူတွေပဲထိတ်တန်းရောက်နေကြတာကိုပြောရပါပါ။ အီဂျူမြင့်မို့ဒီဘက်ထက်မှာမြန်ရင်ဘလောက်မြင့်နေဆိုတာထက်အီဂျူဘလောက်မြင့်နေဆိုတာကိုပို့ပြီးဆောင်းပေးပြောလာကြပါတယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုဘလောက်ထိထိန်ချုပ်နိုင်သလဲတစ်ဖက်ရဲ့အခြေအနေကိုထည့်တွေးပြီးဘလောက်ညှိနှိုင်းဆောင်ရွက်နိုင်သလဲပေါင်းသင်းဆက်ဆံရေးဘလောက်ကောင်းသလဲဆိုတာကအောင်မြင်မှုမှာတော်တော်လေးအရေးပါလာပါတယ်ဒီအတွက် လူတယောက်ဟာအီဂျူမမြင့်လို့မရတော့ပါဘူးစွာကတိဆိုတာအရင်ရှင်းဆုံးပြောရရင် အဆက်တော့ long term objective ပါဒါဟာစီးပွားရေးနယ်ပယ်တစ်ခုထဲမှာမှသုံးလို့ရတာမဟုတ်ပါဘူးကိုယ်ဘဝအတွက်လည်းအသုံးချလို့ရပါတယ်ရင်းရှင်ရီမှန်းချက်တွေချပြီးအလုပ်လုပ်တာဟာမဟာဗျူဟာပါပဲဒီနေ့ငါဘာဖြစ်ရမလဲဆိုတဲ့ရေပွေးရဆန်တဲ့ရီမှန်းချက်တွေထက်ငါဘယ်အသက်အရွယ်မှာဘာဖြစ်နေရမလဲဒီအတွက်ငါဘာကြောင်းတက်ရမလဲဘာပညာတွေသင်ရမလဲဘလို့ဖွယ်စည်းမျိုးမှာအလုပ်လုပ်ရမလဲ ကိုယ့်ရဲ့ brand ကိုဘလို့တည်ဆောက်မယ်စသဖြင့်အချိန်ကာလလိုက်မဟာမျိုးဟာရီချမှတ်ပြီးအလုပ်လုပ်တတ်ဖို့လိုလာပါတယ်။ Work smart အလုပ်ကြိုးစားရဲဆိုတာကောင်းပါတယ်။ဒါပေမဲ့စိုက်ကားဆရာတယောက်တနေ့ကို10နာရီလောက်ပင်ပင်ပန်းပန်းအလုပ်လုပ်လို့ရတဲ့ဝင်ငွေဟာဆရာဝန်တယောက်ရဲ့တနေ့စာဝင်ငွေထက်နည်းပါတယ်။ဆရာဝန်တယောက်ရဲ့ဝင်ငွေတစ်လစာကသူ့စိတ်ယုံပိုင်ရှင်ဝင်ငွေရဲ့အင်မတန်သေးငယ်သောအစိတ်ပိုင်းလေးများသာဖြစ်နေပြန်ပါတယ်။ဒါကြောင့် အလုပ်ကျိုးစားတိုင်းရပြီလားဆိုရင်မရသေးပါဘူး။ဒါဖြင့်ဘာတွေထပ်ဆောင်းဖို့လိုသေးလဲ။ပညာလိုပါတယ်။ idea လိုပါတယ်။ရင်းနှီးမြှုပ်နှံတတ်ဖို့လိုပါတယ်။ဒီအချက်တွေလိုက်နာခံယူနိုင်ရင်တော့မကြတော့ပါဘူး။အနာဂတ်မှာသင်ဟာဘဝအောင်မြင်သူတစ်ယောက်ဖြစ်ဖြစ်လာမှာမလွဲသေးကြပါပဲ။